ငိုကြွေးနေခဲ့တဲ့ထရန့်အာနုနဲ့လီဗာပူးအဖြစ်ခေါ်ယူသွားမယ့်ကစားသမားများအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးတင်းအနေနဲ့ကတော့ပရီးမီယားလိဆူဖလာကြီးကိုထိုက်လိုက်တန်းနဲ့သိမ်းပိုက်ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အထူးကပြိုင်ဘက်တွေဖြစ်ကြတဲ့အာဆင်နယ်နဲ့မန်စီးတီးတို့ကိုကြော်လွန်ပြီးတော့စူပါမှုအားကောင်းကောင်းနဲ့ချန်ပီယံဘွဲကိုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ် ။နောက်အမဲနှစ်မှာလည်းဒီဘက်ကိုဆက်ပြီးတော့မှထိမ့်သိမ်းကာကွယ်ဖို့လိုအပ်နေပါတယ်။အဓိကပြန်ဖက်အသင်းတွေကလည်းအားပြည့်မှုတွေကိုစတိုက်ပြုတ်လုပ်နေတဲ့အတွက်ကြောင့်မလို့လီဗာပူးအသင်းအနေနဲ့ကလည်းလိုအပ်ချက်တွေအတွက်ခြေလှမ်းပြင်ဆင်နေတာကိုတွေ့ရပါတယ်။ချန်ပီယံဆိုတဲ့ဘက်ကတော်တော်လေးကိုမှကြီးကျယ်မြင့်မြတ်ပါတယ်။ညာကဂျင်မာပြုလုပ်ခဲ့တဲ့စူပေပွဲခန်းနာကဆိုလို့ရှိရင်လည်းတော်တော်ကိုမှကြီးကျယ်လွန်ခဲ့ပါဗျ။စူပလာကိုကင်မြောက်အောင်ပွဲခံလို့အပြီးမှာတော့ လီဗာပူးအသင်းရဲ့ဒုတိယအသင်းကောင်းဆောင်ထရန့်အာနိုကတော့ငိုကြေးနေခဲ့တာကိုတွေ့ခဲ့ရပါတယ်။ထရန့်နဲ့ပတ်သက်ပြီးတော့အမြင်အမျိုးမျိုးရှိပြပေမဲ့လည်းသူဟာလီဗာပူးအသင်းအတွက်စိတ်ရောကိုယ်ပါနှိမ့်မြုပ်ကစားပေးခဲ့ရုံသာမကပဲနဲ့နှလုံးသားနဲ့ပါပေးဆက်ကစားပေးခဲ့ပြီးတဲ့သူဖြစ်တာကြောင့်မလို့မလိုချင်တဲ့လမ်းခွဲတွေရောက်လာချိန်မှာလည်းချစ်တဲ့စိတ်ကိုမယောဘဲနဲ့အနာဂတ်အသက်မှာအဆင်ပြေပါစေလို့ပဲဆုတောင်းနေမိပါတယ်။ မူထောက်ခါသွားတဲ့ပုံမှာလည်းပြန်ပြီးတော့မှအပြည့်မှုတည့်ရဲ့အနေနဲ့ကတော့လီဗာပူးအသင်းကလီဗာကိုစင်အသင်းရဲ့တိုက်စစ်အားတဲ့ညာနောက်ခံလူဖရင်ပေါင်ကိုချိတ်ဆက်ပြီးတော့ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဆက်ဆက်ပြီးတော့လည်းဖရင်ပေါင်ရဲ့လီဗာကိုစင်အသင်းပေါ်ဖြစ်တဲ့ Florian Wiss နဲ့ကလည်းအလားအလာကောင်းနေရှိနေပြန်ပါတယ်လီဗာပူးအသင်းက Florian Wiss ကိုခေါ်ယူရေးအတွက်လီဗာကိုစင်အသင်းထံကို Euro တန်းတရာနဲ့အပိုထပ်ဆောင်ကြေးတွေနဲ့တရားဝင်ကမ်းလှမ်းမှုတွေကိုစတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ် Florian Wiss ကိုယ်တိုင်ကလည်း လီဗာပူးအသင်းနဲ့ပုပ်ပွေရေးဆိုင်ရာသဘောတူညီချက်ရရှိထားပြီးတော့မှလီဗာပူးအသင်းကိုပြောင်းရွှေ့ကစားလိုတဲ့အကြောင်းကိုလီဗာကိုစင်အသင်းထံကိုအတည်ပြုထားပြီးပဲဖြစ်ပါတယ်။လီဗာပူးအသင်းအနေနဲ့ကဖလော်ရီယန်ဝစ်ဆက်အပြောင်းအရွှေ့ကိုအမြန်ဆုံးအပြည့်တတ်နိုင်ဖို့အချိန်မြင့်ဆောင်ရွက်နေပါတယ်။ဆွဲဆောင်ရဖိုးသိမ်းလေးဖြစ်တာကြောင့်မလို့အသင်းထံအောင်ရောက်လာခဲ့မယ်ဆိုရင်လည်းအမ်စလော့အတွက်ကတော့အားစေးတစ်ခွက်ပမာဖြစ်နေပါသေးကြပါတယ်။အသင်းထံကိုအမြန်ဆုံးရောက်လာဖို့ကတော့မျှော်လင့်ရမှာပါ။ ီလိုလေဘာကူစင်ရဲ့အတွဲကိုချိတ်ဆက်နေတယ်လို့မျိုးတစ်ဖက်မှာကလည်းဘဲချန်းခံစင်နေရအတွက်မီလိုကာကက်စ်ကိုချင်းကပ်မှုတွေလည်းရှိနေပါတယ်။လေဘာဘူးတင်းကရာသီအသည့်အတွက်ပြင်ဆင်မှုတွေကိုစနစ်တကျလှုပ်ဆောင်နေတယ်ဆိုတာကပေါ်လွင်နေပါတယ်။နောက်ထပ်ပြီးတော့လည်းလေဘာဘူးဟာအထောင်တိုက်စစ်နေရအတွက်စစ်ကြောမှုတွေကိုလှုပ်ဆောင်နေပါတယ်။နယူကာဆယ်အသင်းကချန်ပီယံလိဝင်ခွင့်ကိုရရှိသွားပြီဖြစ်တာကြောင့်မလို့တိုက်စစ်မှုအီဆန်အနေနဲ့ကနယူကာဆယ်အသင်းကနေထွက်ခွာရမှာမဟုတ်တာကြောင့်လီဗာပူးအသင်းအနေနဲ့ကတော့တိုက်စစ်ပိုင်းအားဖြည့်တင်းမှုအတွက်ကိုဖရက်ဖက်အသင်းရဲ့တိုက်စစ်ကစားသမား ဟူဂိုအီကီတီဂီကိုပြောင်းလဲပြင်မှတ်ထားနေတယ်လို့သိရပါတယ်။ဒီအသက်22နှစ်အရွယ်ပြင်သစ်တိုက်စစ်မှုကိုလီဗာပူးအသင်းအနေနဲ့ကသဘောကျနေပြီးတော့မှဒါဝင်နူးညက်စထရက်ခါသွားဖို့ရှိနေတဲ့အပေါ်မှာပြန်ပြီးတော့အစားထိုးဖို့ရည်ရွယ်နေတယ်လို့သိရပါတယ်။နားမယ့်ရာသီမှာကတော့အမ်စလော့ရဲ့နီးစနစ်တွေနဲ့အတူတင့်လွင်တောက်ပလာအောင်မဲ့လီဗာပူးရဲ့ဟန်ကိုမြင်တွေ့ရဖို့ရှိကြောင်းအားလုံးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။